ဆာကြီးမင်းတင်ခါရဲ့ပြည်ကြီးမန်တိုင်းမြကြီးဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း၃မိမိသည်အရသမားကြီးဖြစ်ဖြစ်အရမူစဉ်ကစိတ်ညစ်သည်ဟူ၍လည်းမရှိခဲ့ထိုချိန်ကစိတ်ညစ်ခြင်းသည်မိသည့်နေရာသို့တွားရောက်နေပါသည်။မိမိသည်လှမောင်၏မိခင်ကြီးအားလှမောင်ကိုစားလောက်ကျွေးပါတော့မည်ဟု ဆုံးဖြတ်လိုက်သည့်အခါ၌စိတ်ညစ်ဖွယ်ရာတို့သည်တခုပြီးတခုရောက်ရှိလာခြင်းမှာဘဲ့အတွက်နည်းဟုစဉ်းစားကြည့်မိပြန်သည်အယက်သမားဘဝတွင်မိမိသည်မိသည့်ပြောင်းလဲချက်များလည်းမရှိမိမိဘဝရှည်ရည်အတွက်လည်းထဲ့သွင်းစဉ်းစားခြင်းကိုမပြုခဲ့ပြီးခဲ့သောအတိတ်ကာလဖြစ်ပျက်ခဲ့သည့်များကိုလည်းမစဉ်းစားဘဲယခုလုံးလုံးစဲမူး၍နေရလင်ကျင့်နေ၍နေခဲ့သည် လောလောဆယ်အချိန်ကလေး၌သာလျှင်မိမိဘဝကိုမြုံနှံထားခဲ့ဤထို့ကြောင့်စိတ်ညစ်ချင်းဟူသောအရာသည်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်းမြကြီးရိတ်စားမိလေတော်သည်ထို့နောက်လမောင်၏မိခင်ကြီးတော်ရွှေရအားလမောင်ကိုစားလှုပ်ကြွေးပါမည်ဟုဆုံးဖြတ်လိုက်သည့်အခါ၌လဆင်မှန်မှန်ငွေပို့နိုင်ရေးကိုထည့်သွင်းစဉ်းစားလာရလေသည်တပံ လမောင်အားတက်သောတရားခံပေါ်ပေါရေးကိုလည်းကောင်းတဲ့တွင်ထည့်ထားရပြန်၏ထို့ပြင်မိမိ၏နေစဉ်နေထိုင်စားသောက်ရင်းနှင့်ရှေးရည်နောက်ရည်များကိုတွေးတောရပြန်သည်ထို့သောတွေးတောလိုက်သည်နှင့်တပြိုင်တည်းတည်းစိတ်ငြိမ်ခြင်းသည်ဟိုမှဒီမှဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းကိုလည်းတွေးမိလေသည်ထို့ကြောင့်မြကြီးသည်အောက်ပါတိုင်းစဉ်းစား၍အဖြေတစ်ခုထုတ်လိုက်လေသည်ဒေါ်ရွှေရကြီးကိုလှုပ်ကြွေးသမှုပြုရန်မှာမိမိ၏ဆုံးဖြတ်ချက်အရမိမိ၏တာဝန်ဖြစ်ပေသည် ထိုတာဝန်ကိုကျေပွန်စွာထမ်းဆောင်ပြီးအထက်နိုင်ဆုံးကြိုးစား၍ထမ်းဆောင်ပြီးထို့သို့ကြိုးစားပါလျက်ပြင်းမြောက်လာခြင်းမရှိပါကလည်းမိမိတာဝန်မဟုတ်ကန်တရား၏တာဝန်သာလင်ဖြစ်သည်ထို့ကြောင့်မိမိသည်ရဲ့သမားဘွားကရရှိခဲ့သောပျော်ပျော်နေတတ်သည့်အကျင့်ကိုဖျောက်ဖျက်ပြင်းရန်မလိုပျော်ပျော်နေမြနေမည်မိမိလောက်ချင်ရှိသည်တို့ကိုစူးစမ်း၍လုပ်မည်ဖြစ်လဲပျော်ပျော်မဖြစ်လဲပျော်ပျော်နေမည် ဆင်းရဲခြင်းကိုမောင်းထုတ်ပြရမည်ပျော့ပျော့ရွှင်ရွှင်ရဲရဲပြုံးပြုံးနှင့်ဘဝအခက်အခဲကိုရင်ဆိုင်ရန်မြကြီးက ဆုံးဖြတ်လိုက်သည်ဆင်းရဲဖွယ်ရာများကြုံတွေ့လာလင်ရည်စရာကိုရအောင်ရှား၍ရည်ပြည့်လိုက်မည်ဟုစိတ်၌ဆုံးဖြတ်လိုက်သည်ဟေကောင်ဆင်းဟု ပလဲတယောက်ကမြကြီးဤလဲကုတ်ကိုကာ၍ရထလုံးပေါ်မှာစောင့်၍တွန်းချလာရာမြကြီးသည်စိုက်စိုက်စိုက်ဆိုင်နှင့်မြေပေါ်သို့လဲကြမိကဲ့သို့ဖြစ်သွားသဖြင့်ပလဲကိုလွန်စွာစိတ်ဆိုးသွား၏တို့ရာတွင်ယခုခါ၌စိတ်ဆိုး၍မဖြစ်သေးကြောင်းမြကြီးသဘောပေါက်သည်ထို့ကြောင့်အောက်ပါတိုင်းပြောလိုက်လေသည်ရပါတယ်မြကြီးတို့ကတော့ပြော့ပြော့ပဲဘာပြော့ပြော့လဲလာလာဟုဆိုကပလဲတယောက်ကမြကြီးဤအင်ကြီးကုတ်ကိုကာ၍ခြံဝင်းအတွင်းသို့ဆွဲခေါ်သွားလေသည်မြကြီးသည်ထိုကကြမှပင်မိမိအားခေါ်လာသောနေရာမှာ မုတ်စိတ်ခမောင်းတင်အိမ်ဖြစ်ကြောင်းသတိပြုမိလေသည်ခြံဝင်းတွင်၌လည်းပလိတ်၂ရောက်၃ရောက်နှင့်ရက်ွက်တွင်မှလူတချို့စုပြုံ၍အိမ်တွင်သို့ကြီးရှုနေလေ၏ပလိတ်ကအမကြီးအားကုန်းမှဆွဲ၍အိမ်တွင်သို့ခေါ်သွားပြီးချမ်းမြင်စီသို့ခေါင်းကိုဆွဲ၍ငုံစီလိုက်သည့်အခါတွင် ရာဇဝေးဟုဦးနေကျော်ကကဲအဲ့ဒါဘသူလဲဟုမေးလိုက်လေသည်ညာကြီးလည်းချမ်းမြင်ပေါ်မှအရာကိုမြင်လိုက်နှင့်မျက်လုံးပြူးသွား၏ ကျမ်းပြင်ပေါ်ရင်းကရင်ဝရင်တမြောင်တလက်ဆ ảy ၍တည်ဆုံနေသောခမောင်တင့်ဖြစ်လေသည်။မြာကြီးသည်လွန်စွာမှထိတ်လန့်တောင်းထုတ်သွားဤထို့ပြင်အမှုတော်သည်တစ်ခုပြီးတစ်ခုတည့်ပြီးတည့်ရှုပ်ထွေးလာပြီးဖြစ်လေရာ။လွန်စွာမှလည်းစိတ်ညစ်မိလေသည်။တို့ရာတွင်စိတ်ညစ်ဖွယ်ရာနှင့်ကြုံတွေ့လျင်ရည်စရာကိုရှာ၍ရည်မောပြရမည်ဟုဆုံးဖြတ်ထားသည့်အတိုင်းရည်စရာကိုစဉ်းစားလိုက်ရာခမောင်တင့်ကမြာကြီးနှင့်စတင်တွေ့ဆုံစဉ်ကလှမောင်တေးပြီးဟုပြောရမည်အစား။ လမောင်တယောက်တော့တာဇီဝသဘောကနေနာဇီဝသဘောရွေရှားသွားပြီဟုပြောခဲ့သည်ကိုမြကြီးကပြန်လဲသတိရမိလာလေသည်ထိုချိန်၌ဥနဲ့ကျော်ကဟေကမြကြီးပြောလေကွာဒါဘသူလဲဟုထပ်၍မေးလိုက်ပြန်ဒါလားအဲတာဇီဝသဘောကနေနာဇီဝသဘောကိုရွေရှားသွားတဲ့ကိုခမောင်တင့်လေဟုမြကြီးကရွှေနာနာ ပြောလာနေသည်တို့တို့ပြောပြီးနာမိမိအားခမောင်တင့်ကအိန္ဒိယ၌ စကားပုံများနှင့်စကားပြောခဲ့သည်ကိုသတိရလာသဖြင့်နောက်ထပ်တစုံတစ်ခု မေးမြန်းပါကလည်းခမောင်တင့်ခဲ့သူပင်စကားပုံဖြင့်ပြောဆန်းကြည့်မည်ဟုစိတ်၌အောင့်မေ့လိုက်မိလေတော့ဤဟိကံပါပြောခြင်းလည်းဟုပလိတယောက်ကမေးလာရာညကြီးကပြုံးလျက်ပိုးသာကုံမောင်ပုံဆောင်မတက်ဆိုတာလို့ဖြစ်နေမှာပေါ့ဗျာကျုပ်ကမေးလို့ကျုပ်ဘာပြောတယ်မှလဲဟုပြောလိုက်လေသည် မပြောတတ်လို့မရဘူးရက်ွက်ကတက်သေးထွက်နေပြီမတိတ်ကနေလေဒီမင်းကဒီမှာရှိနေတယ်လို့ မင်းအပေါ်မှာအမှုပတ်နေပြီဟုအခြားသောပလိကပြောပြန်အသက်တရားမနေရအမှုတရားကြုံရဆိုတဲ့စကားပုံလည်းရှိသားပဲဗျာအခုမှအမှုကတခုတည်းကြုံရသေးတာဆိုတော့စကားပုံတိုင်းညီဖို့ဆို99မူတောင်လိုပါသေးတယ်ငါတို့ကတော့ဘလို့ပဲဖြစ်ဖြစ်မင်းကိုတန်တရားတရားခံစင်းနဲ့ထည့်ထားရမှာပဲဟုဦးနဲ့ကျော်ကပြောလာရမြကြီးကငှက်မသိတော့ဇရက်ဂျိုးထင်အထက်မသိတော့တမက်တခိုးထင်ဆိုတာလိုမျိုးဖြစ်နေပါဦးမယ်ရာဇွေးအောင်မင်းရဲ့ဟုပြောလာရ ဦးနဲ့ကျော်ဤမျက်နှာကြီးသည်ညီမြန်း၍သွားပြီလဲ။ဘာပြောရဲမြကြီး။ဟုကျိန်မောင်ကမြကြီးအားစားတော့ဝါတော့မြည်ကဲ့သို့ကြည်လိုက်လေသည်။ထိုချင်းရာကိုကြည့်၍ပလိတ်နှစ်ဦးလည်းပြုံးဆဆဖြစ်၍သွားကြလေသည်။အနည်းတွင်ရှိသောပလိတ်ယောက်ကလည်းကြည်ရမလို့ဖြစ်သွားပြီးကမှမျက်နှာပိုးတက်လိုက်သည်ကိုမြကြီးကတရိပ်ပြူလိုက်မိလေသည်။ ရာဇွေရုံဦးနဲ့ကျော်သည်မြကြီးငှက်မသိတော့ဇရက်ဂျိုးထင်းအချက်မသိတော့သမက်တခိုးထင်းဆိုသည့်စကားပုံကိုလွန်စွာစိတ်ဆိုး၍တွားရသည့်အကြောင်းက၎င်း၌သမိပြိုနှစ်ယောက်ရှိခြင်းကြောင့်ဖြစ်လေသည်ထိုအချက်ကိုသိတော့ပလေးနှစ်ယောက်နှင့်အိတ်စီသည်လွန်စွာမှဤခြင်းကြပေသည်တို့ရာတွင်မရည်ရဲသဖြင့်အောင့်၍ထားကြရ၏ကမောင်တင့်တရားနဲ့ပတ်သက်ပြီးမင်းဘာပြောခြင်းတယ်လဲဟုဦးနဲ့ကျော်ကမေးလိုက်ရမြကြီးကပြုံးလျက်ချစ်စာကိုရှင်းစေမုန်းစာကိုတိုးစေဆိုတဲ့စကားပုံအရှိသားပဲဗျာ ခမောင်တင်းကမုံစာကိုရှင်အောင်လှုပ်ခဲလို့ဖြစ်မှာပေါ့ဟုပြောလိုက်။မနေ့ကမင်းနဲ့ပါလာတဲ့ရှမ်းကြည်ဘဲမလဲ။အချစ်တီးကောင်တန်းရှာဆိုသလိုပေါ့ရာဇွေအောင်မင်းရဲ့မန္တလေးရွှေမြို့တော်ကြီးမှာလူတွေကတက်လာများနေတာ။ရှမ်းကြည်ဘဲလို့ဘဲကိုရောက်သွားတယ်ဆိုတာကျွန်တော်ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ရှမ်းကြည်ကဖဲတုံးချက်လိန်ခံရတယ်ဆိုပြီးဖဲတုံးချက်သမားတွေဖမ်းဖို့လာတိုင်းနေ။ငါတို့ကလည်းဘူဒာနာမှာကစားနေတဲ့ဖဲတုံးချက်သမားသုံးယောက်ဖမ်းပြီးချုပ်ထဲမှာထည့်လိုက်တယ်။ဒီကောင်လေးက တကယ်တော့ဖဲသုံးချက်တမတွေမဟုတ်ဘူးဖောက်ထွင်းဝိဇာတွေဖြစ်နေတယ်အချုပ်ထက်မှာဓမြတရားကိုချုပ်ဖောက်ပြီးခေါ်ထုတ်သွားကြတယ်ပြီးတော့ဒီမှာလဲခမောင်တင့်သေးနေတယ်ဒါတွေကိုဆက်ဆက်လိုက်ရင်ရှမ်းကြီးရဲ့ဖဲသုံးချက်တမတွေရဲ့အချုပ်ထဲကဓမြလှထေးရဲ့တည်တဲ့ခမောင်တင့်ရဲ့ရှမ်းကြီးကိုခေါ်လာတဲ့မင်းရဲ့ကဆက်ဆက်နေတယ်ဟုဦးနဲ့ကျော်ကပြောလိုက်လေသည်အပြက်အပြက်နဲ့နှာခေါင်းသွေးထွက်ဆိုလိုဖြစ်နေပြီရှမ်းကြီးကိုကျွန်တော်ခေါ်လာတာမဟုတ်ဘူးကဝင်းထဲကမကြည့်မအောင်မှထိုင်းနေတော့သူရောက်လာတာ သူ့ကိုကျွန်တော်မသိပါဘူးသူကဖဲသုံးချက်လိန်ခံရတာလို့ပြောတာနဲ့ကျွန်တော်ကရာဇွေအုံမင်းကိုတဆင်ပြောပြတာပဲရှိပါတယ်ဟုအများကြီးကပြောလေသည်ရှမ်းကြီးနဲ့နောက်ထပ်တွေ့သေးလားဟုအိတ်စီကဝင်ရွေးမေးမတွေ့ချင်းမြင်ရသားဆိုသလိုပါပဲကျွန်တော်ကတည်းကအထက်ဖုန်ကြီးကျောင်းသားရောက်မှရှမ်းကြီးကနောက်ကရောက်လာတယ်ရောက်လာပြီးစီဗီလိုင်းနာမှာတက်ခံရတယ်လှမောင်းနေဘာတော်တလဲတဲ့ဘာလို့တလဲလို့မေးပါတယ်ကျုပ်ကလှမောင်းကလီဘာဘရာသာကုမ္ပဏီကကိုယ်စားလှယ်တော်ကြီးဖြစ်တယ်ကြောင့်ပြောတော့ရှမ်းကြီးက လှမောင်ကရဲနာကုန်တယ်လားလို့မေးပါတယ်။ကျုပ်ကမဟုတ်တဲ့အကြောင်းပြောတယ်။ပြီးတော့ကျုပ်ကိုသူကိုယ်တိုင်ထုတ်တဲ့ကောင်းကျင်းတို့တရွတ်ပေးသွားပါတယ်ဟုမြတ်ကြီးကအေးအေးဆေးဆေးပြောလိုက်နေသည်။အမှုကတော့ရှင်းနေပြီကွာဒါမှမဒီကောင်ကိုချုပ်ထဲထည့်ပြီးထားလိုက်။အချုပ်သားထွက်ပြေးမှုမှာဒီကောင်လည်းကြံရပါဖြစ်နိုင်တယ်ဟုဦးနဲ့ကျော်ကပြောလိုက်တဲ့ပြင်ပလေးနှစ်ယောက်သည်မြတ်ကြီးအားခွေးတီကောင်တရထဆွဲတဲ့ကဲ့သို့သွားကြလေတော့ဒီမြကြီးလည်းရက်ကန်ရက်ကန်နဲ့ပါသွားရင် လောလောဆယ်တော့ထမင်းစားဖို့မပူရတော့ဘူးပေါ့ရာဇွေအောင်မင်းကိုကျေးဇူးတင်ပါတယ်ဗျာဟုပြောဆိုရီမောလိုက်လေတော့တည်းကဲ့သို့ရောက်လင်းများကြီးအားပလိတ်နှူးကရိုက်နှဲ့၍စင့်မေးလေတော့ဤဓမြလာထေကိုမင်းသိတယ်မဟုတ်လားဆိုသည့်မေးခွန်းကိုရိုးရိုးမပေးဘဲမြကြီးခြေတလုံးပေါ်တွင်တန်ပိုက်လုံးဖြင့် လှန့်၍မေးလေသည်မြကြီးမှနာကျင်နှွမ်းလာသည်ဖြင့်အသက်ကုံအော်ဟိရလေဟေကောင်ပြောလေလှထေကိုမင်းတိသလားဟုပလိတယောက်ကမေးပြန်မသိပါဘူးခမားတိဖို့ထားလို့မြင်တော့မမြင်ဘူးပါဘူးကျုပ်လည်းနာလာပြီခမားတို့လည်းကျုပ်နှိမ့်ဆက်လို့အမှုမှန်ပေါ်မှာမဟုတ်ဘူးဟုမြကြီးကတောင်းမှန်တော့လေပလိတို့မှခြေစလုံးကိုတန်ပိုက်လုံးဖြင့်လှိန်ခြင်းဒကုလုံးကိုကလောင်တန်းဖြင့်ထိုးဆွာခြင်းထုံလိုက်ဇောက်ထိုးဆွဲထားခြင်းစသည်ပလိတို့၏တတ်ပညာဖြင့်မြကြီးအားမြို့မြို့ဖုံဖုံဆင့်မဲလေသည်မြကြီးမှာ မခံမရနိုင်အောင်နာကျင်တော့လာတဲ့ဖြင့်အတန်ကုံအော်ဟိရင်မကြာခဏတတိမိ၍သွားရလေသည်တတိရလာတော့ခါနိုင်မြကြီးကလှမောင်ရင်မင်းကတေယုံနေသေးတာငါလာမနာဘူးกว่าဟုအော်ဟိညင်ညူလိုက်ပြီးလင်စိတ်ညစ်ခြင်းပြေပြောင်းရန်စူးစားလေတို့ရရင်စိတ်ညစ်ခြင်းမပြေပြောင်းမီ၌ပင်ပလေးတို့ကတဖန်ထက်မှန်၍နှိမ့်ဆက်ရန်ပြင်ကြပြန်လေသည်ပလေးတို့သည်မြကြီးအားကျိုးဖြင့်တုပ်၍ထုံနိုင်ဆွဲထားပြီးလင်တယောက်တစ်ချက်လက်သေးဖြင့်ထိုးကြ၏ထိုကားနိုင်မြကြီးကနာကျင်လို့သည်ဖြင့် ဖြစ်ခြင်းရာဖြစ်စေတော့ဟုသဘောထားက အကျုပ်အားလုံးသိတယ်ပြောပြမယ်ဟုဆိုသည်ဖြင့်ပလိန်များကကျိုးဖြုတ်ပေးလိုက်ပြီးလင်ကလထာ၌ထိုင်စီကကဲဟေးကပြောပြတော့ဟုဆိုလိမ့်ဒီလိုပြဓမြလာထေးရဲ့ရှမ်းကြီးရဲ့ကချုပ်ဖောက်ပြေးတဲ့ဖဲသမားတွေနဲ့အကောင်လုံးအတူတူဓမြတွေကြီးပဲဟုမြကြီးကခက်တီတီဖြင့်ပြောလိုက်လေသည်အေးဒါကငါတို့သိတယ်ရှမ်းကြီးနာမည်ကဘသူလဲ ရှမ်းကြီးဆိုတော့ရှမ်းနာမည်ပေါ့ဗျာအိုက်ပန်ပေါ့ဗျာဟုမြကြီးကပြောလိုက်လေသည်။ကောင်းပြီဖဲသုံးချက်သမားရဲ့နာမည်ပြောဟုဆိုက ပြောဆိုရန်စဉ်းစား၏။ပစက်ထဲတွင်တွေ့သည့်နာမည်သုံးလုံးကိုပြောဆိုလိုက်ရန်ဖြစ်ပေသည်။တယောက်ကအလှဖေဗျာအေးဟုတ်ပြီနောက်တစ်ယောက်ပြောနောက်တစ်ယောက်ကမောင်ရှင်ဗျာအေးနောက်တစ်ယောက်ပြောပလိကမေးပြန်၏။မြကြီးပြောသည်များကိုအိတ်စီနှင့်ကက်စီကလိုက်၍ရေးမှတ်ကြလေသည်။အနောက်တစ်ယောက်ကဘာပူဗျာဟုမြကြီးကပြောလိုက်၏။အေးပြောပါအောင်သူတို့ကတကိုင်းပေါ့ဗျာ။ အေကမီတည်သွားတဲ့ခမောင်တင်ကဘာလဲပြောစမ်းအသူကဘိုင်းစကုတ်မင်းသားလုံးမလို့ဗျမင်းသမီးခင်ခင်ကြီးနဲ့တွေ့ပြီးဇက်ထုတ်တထုတ်လောက်ရိုက်မလို့စူးစမ်းနေတာဟုဗဇက်ထဲတွေ့တယ်များဆွတ်ပြောလာလေသည်မင်းရဲ့ညီအတက်ခံရတဲ့လှမောင်နဲ့ခင်မောင်တင်ဘလို့ပတ်သက်တာလဲဟုအိတ်စီကမေးလိုက်လာမောင်ကဒါရိုက်တာလုံမယ်လေဗျာဟုမြကြီးကတွက်လက်စွာဖြေးလိုက်လေသည်ဇက်ကနာမည်ကတော့ကွာဟုပလိတယောက်ကမေးပြန်ထိုကမြကြီးသည်ဇက်ကနာမည်ကိုစဉ်းစားရပြန်သည် ထို့နောက်ခမောင်းတင့်နေသောရက်ွက်အမီနှင့်စင်တူယိုးမကိုတတိယပြီးဇက်ကားအမီပြောရန်အကြံရသည်ဖြင့်အတတိယပြီးတတိယပြီးဇက်ကားနာမည်ကပီကြီးမန်နိုင်ဇက်စန်းကြီးပေါ်ဗျာဟုညာကြီးကပြုံးရယ်၍ပြောလိုက်လေသည်အပါဆက်လဲကွာပြောပါအောင်ဟိုတယောက်ကမေးပြန်လေမြကြီးကခေါင်းကိုနဲ့ငယ်ကုတ်ရေးစဉ်းစားလိုက်ပြီးနောက်ဒီလိုပြဇန်ညွန့်ကိုကြုတ်ဖက်ကြည့်ပြီးပြီဟု ပြောလိုက်ပြီးလင်ကက်စီကပြောလေအဇက်လိုက်ကအရက်သမားဗျတနေ့မှအရက်မူးပြီးမုံဆုံးမကြီးတယောက်အင်းရှိကိုသွား မုံစုံမကြီးစီကပတ်စံတောင်းနေမုံစုံမကြီးကပတ်စံတမတ်ပေးလိုက်တော့ရက်ဆိုင်သွားပြီးရက်တောက်တယ်အဲ့ဒီချိန်မှာပဲတန်ကျိုးပို့တဲ့သူကမုံစုံမကြီးရဲ့သားကမြို့တစ်မြို့မှာတေးပြီးဆိုတဲ့တန်ကျိုးစာကိုမုံစုံမစီသွားပို့လို့ဟာမပို့သေးပဲနဲ့ဇက်လိုက်မင်းသားရက်တောက်နေတဲ့ရက်ဆိုင်နဲ့ဝင်ပြီးအရက်တစ်ခွက်တောက်တယ်အဲ့ဒီမှာဇက်လိုက်မင်းသားကတန်ကျိုးစာကိုတွေ့တယ်အဲ့တော့ကဇက်လိုက်ကတိတ်ပြီးစိတ်မကောင်းဖြစ်သွားတယ်တန်ကျိုးစာကိုယူလိုက်တယ်မုံစုံမကြီးကလည်းတော်တော်ကိုတနာသွားမိတာနဲ့တေးသွားတဲ့မုံစုံမကြီးရဲ့တာကိုစား မုံစုမာကြီးကိုလှုပ်ကြွေးသမှုပြုဖို့ဆုံးဖြတ်လိုက်တယ်ဟုမြကြီးကပြောလိုက်ရ။ဒက်စီကအဆက်ကအလွမ်းဆက်ပဲကွာဆက်ပါအောင်။အဲ့ဒါနဲ့ဇန်လိုက်ကမုံစုမာဖွားကြီးကိုသူ့ရဲ့တာသေးတဲ့အကြောင်းအတိမပေးပဲခီးထွက်လာတယ်။မုံစုမာသားကရိုးရိုးသေးတာမဟုတ်ဘူးဗျ။မြို့တစ်မြို့မှာအသက်ခံရတာကိုဟုမြကြီးကပြောပြန်ရ။ XC ကစိတ်ဝင်စားစွာဖြင့်ဇလန်းကားဖြင့်မဆရာသေးဘူးသေးနေပြီ။မသေးလို့ဒီဇက်ကဘိုင်းစကုပ်ရိုက်ဖြင့်တကယ်ကိုလူကြိုက်များမှာကွာ။ခရိုင်ရာဇဝဲမှုလဲပါတယ်ဟုပြောလေသည်။ မြကြီးမှာထိုချိန်၌အခွင့်အရေးယူ၍ရေးတောက်ခြင်းဆက်လက်တောက်ခြင်းတို့ကိုပြုလေသည်ပလိတ်နှင့်ကက်စီတို့လည်းဇလန့်ကိုဆက်၍နားထောင်ရန်စောင့်မျှော်နေကြလေထိုခါ၌မြကြီးကဆက်၍ပြောပြန်သည်အဲ့ဒီမျိုးကိုရောက်တော့ဇလိုက်ကတည်သွားတဲ့မုတ်ဆူမကြီးရဲ့တမိတ်ဆွေတယောက်ကိုစုံစမ်းဖို့သွားတယ်အဲ့ဒီလူကဇလိုက်ကိုဧည့်ခံတယ်ဇလိုက်ကအဲ့ဒီလူစီမှာ၃ရက်လောက်နေပြီးခီးထွက်တယ်ခီးထွက်တော့မှလည်းပဲအဲ့ဒီလူကတက်ခံရပြန်ရောအဲ့ဒီလိုတက်ခံရတော့ဇလိုက်ပေါ်မှာမှုကပတ်လာပြီးပလိတ်ကဇလိုက်ကိုဖမ်းချုပ်ပြီးချုပ်ထဲထည့်ထားရတာပေါ့ဗျာ ချုပ်ထက်ရောက်တော့ဇက်လိုက်ကိုမြုံမြုံနှိပ်ဆက်တော့တာပေါ့ဗျာခြေတလုံးကိုတန်ပိုင်လုံးနဲ့လှိမ့်လို့လှိမ့်ဟုညာကြီးက ပြောလာနေပလိတယောက်ကဟေ့ကောင်နှိပ်ဆက်တဲ့အခန်းကိုခြံထားပြီးဆက်ပြောနှိပ်ဆက်တဲ့အခန်းကိုငါတို့ဘာသာငါတို့စိတ်ကူးပြီးကြည့်မယ်မင်းပြောဖို့မလိုဘူးဟုဆိုတဲ့ပြင်ညာကြီးလည်းသူဇလန်းကိုဆက်ပြန်လေသည်အဲ့ဒါနဲ့နောက်ဆုံးကြတော့လူတက်မှုမှာဇက်လိုက်မပါဘူးဆိုတာကိုပလိတ်ကသိသွားတော့ဇက်လိုက်ကိုချုပ်ကလွှတ်လိုက်တယ်အဲ့ဒီလိုလွှတ်လိုက်ပြီးဇက်လိုက်လည်းအပြင်မှာအလုံးလုံးလိုက်တာချမ်းသာသွားတယ် ဟာဟိကမင်းဇလန်းကအချင်းချင်းလှကြည်လားကွာအချုပ်ကလွတ်တာနဲ့ပဲဇလိုက်က ချမ်းသာရောလားကွာဘာတွေလုပ်တယ်ဘာကြောင့်ချမ်းသာတယ်ဆိုတာပြောဦးလေကွာဟုကက်စီကပြောလာရင်းများကြီးလဲဇလိုက်ချမ်းသာပုံချမ်းသာနည်းကိုပြောရန်အခက်ကြုံနေလေသည်အမှန်စင်စင်အားဖြင့်ပြောလဲပြောတတ်ခြင်းမရှိဘဲထို့ကြောင့်အချိန်နှဲငယ်ယူ၍စဉ်းစားလိုသည်နှင့်ရှားတို့ရဲ့အချုပ်ကမနဲ့မိုးလင်းကလေးကဘာမှမဆားရသေးဘူးဗျာ လက်ဖက်ရည်လေးတစ်ခွက်လောက်တော့တိုက်ပါဟုတောင်းဆိုသည်ဖြင့်ကန့်စီကလက်ဖက်ရည်တစ်ခွက်နှင့်စင်တစိစီးကရက်နှစ်လိုက်ကိုဝယ်၍ပေးလေသည်ညာကြီးလည်းလက်ဖက်ရည်တောက်လိုက်စီးကရက်ဖွာလိုက်နှင့်ဇက်လိုက်မင်းသားချမ်းသာပုံကိုပြော့ပြရန်အကြံထုတ်လျာနောက်ဆုံး၎င်းတို့ရက်ွက်၌နေသွားသည့်ဘူးတုဒ္ဒရာ၌ပြည့်စုံသောဥပညာဗလဆိုသည့်လက်သိဆရာကြီးပြောပြသောရွှေနီငက်ပြောပင်ဆိုသည့်ပုံမြင်ကိုတရိယာသည်ဖြင့်ထိုချောင်းကိုဝင်ပိုင်စကုတ်ဖြင့်ဇလံပြောမိဟုဆုံးဖြတ်လိုက်လေသည်ဟေကား တပည့်တခွန်းနဲ့ဆင်းဖို့လိုတလိကုံမိကွာဇလန့်ဆက်ပါအောင်ဟုအိတ်စီကဆိုလိထိုကများကြီးလဲ secret ပြားကိုဟန်ပါပါတောက်၍ချွေလိုက်ပြီးလင်ဒီလိုပြဇက်လိုက်မင်းသားအချမ်းသာသွားတာကရွှေနီငှပြောပင်စိုက်လို့ချမ်းသာသွားတာပြဟုအစချီလိုက်သည်ဘာလဲရွှေနီငှပြောပင်စိုက်ပြီးငှပြောသည်ရောက်လာလားဟုပလိတယောက်ကဝင်းရင်မိတ်မဟုတ်ဘူးဗျလူတွေကမသိလို့ဗျချမ်းသာခြင်းရင်ရွှေနီငှပြောပင်စိုက်ပြီးအသက်သွင်းရတယ်လုံဆမ်းမအောင်ကဘလို့လဲကွာမိတ်ဟာဆမ်းမလားဟု ကန့်စီကအားတက်တယောမေးလိုက်အရွှေနီငါပြောပင်ကိုယိုးတရလို့ခလိုက်တာနီလို့ခေါ်တယ်ဗျအဲ့ဒီနီကယိုးတရဘက်ကလော့ဂီပညာရှင်တွေစီကလာတဲ့နီပဲမြန်မာထဲမှာတော့ဆရာကြီးဥပညာဗလာတယောက်ပဲတည်သေးတယ်ဒုတိယတည်ရတော့ကျုပ်ပေါ့ဗျငါကျုပ်ကကျုပ်ညီလာမောင်ကိုပြောပြတာလာမောင်ကဘိုင်းစကုတ်ဒါရိုက်တာလုပ်မယ်ဆိုတော့ဒီနီကိုဘိုင်းစကုတ်ထဲမှာထည့်ပြီးပြမှာပေါ့ဟုခက်တီတီနဲ့ပြောလိုက်ရကန့်စီသည်သူ့မှတ်စုစာအုပ်ကိုဖွင့်၍ဘာငါပြောလဲကွာဟုမေးလေအရွှေနီငါပြောလေဗျမသိဘူးလားတချို့က ရွှေငတ်ပြောလို့ခေါ်တယ်လေဗျာဟုညာကြီးကပြောလိုက်ရာကန့်စီရဲ့နင်းအိတ်စီတို့လည်းလာ၍ရေးမှန်ကြ၏ရိုးတရားလို့ဘလို့ခေါ်တယ်ကွာဟုကန့်စီကမေးပြန်၏အာကျုပ်တော်ရိုးတရားလို့မတတ်ဘူးဥပညာဗလာပြောတာတော့ကလိုက်တာနီလို့ပြောတာပဲဟုညာကြီးကဖြင်းလင်းကန့်စီရဲ့နင်းအိတ်စီတို့လည်း၎င်း၏စာအုပ်၌ကလိုက်တာနီဟုရေးမှတ်ကြလေ၏ကဲဒုစရမအောင်မင်းဇက်ကိုဟု လိတ်တယောက်ကပြောလာနေမြကြီးလဲ secret ကိုအာရပါရရှိုက်ပါလိုက်ပြီးနောက်ဆက်ပြောပြန်။အဲ့ဒီနှစ်ပြောပင်ကိုခြံဝင်းထဲမှာစိုက်ရမယ်။စာပြီးစိုက်တဲ့နေ့ကစာပြီးအပင်နားမှာဖျောင်းတိုင်းအမွေတိုင်းထွန်းပေးရမယ်။အဲ့ဒီအပင်ကတပြေးပြေးကြီးလာတော့အဖူတွေပါတယ်ဖူးလာတဲ့အချိန်ကငါပြောပင်အရွယ်ရောက်တဲ့အချိန်ပေါ့ဗျာလူတွေနဲ့ပြောရရင်တော့အပြိုပေါ်ဝင်စားအချိန်ပေါ့အဲ့ဒီမှာငါပြောပင်ကိုစိုက်တဲ့သူကညဘက်လာတာသားမှာငါပြောပင်စီကိုနောက်ပြန်သွားပြီးလူကိုချစ်ရေးဆိုသလိုငါပြောပင်ကိုချစ်ရေးဆိုရမယ် လူပြိုစကားပြောရမှာနမဲထဲ့ပြီးပြောချင်းရွှေရွှေပဲဖြစ်ဖြစ်နီနီပဲဖြစ်ဖြစ်ထဲ့ပြောနိုင်တယ်ဒါပေမဲ့အဲ့ဒီလူကမိမနဲ့ဆိုရင်မရဘူးလူပြိုဖြစ်ရမယ်ဟွန်းမိဟာကလည်းဆက်မလာကွာဟုကက်စီကပြောလာရင်မြကြီးကဆက်တာပေါ့ဗျရိုက်မယ်ဇလန်းကလည်းပီကြီးမန်နိုင်ဆက်စမ်းကြီးမဟုတ်လားဟုပြောလိုက်ပြီးလင် secret ကိုဖွာလိုက်လေသည်ဆက်ပါဦးကွာစိတ်ဝင်စားစရာပဲဟုပလိတ်တယောက်ကပြောလေထိုကမြကြီးကဆက်၍ပြောပြန်လေသည် အဲ့ဒီလိုငပြောပင်ကိုလူပြိုစကသုံးရံပြောပြီးအဲ့ဒီလူရဲ့ခေါင်းအုံနဲ့ငပြောပင်ကိုအချီနဲ့ဆက်ထားရမယ်အချီလမ်းကြောင်းတစ်ချောင်းမှာမှောင်နေရင်လဲလမ်းမှာပြောင်းနိုင်နေပါတယ်ထွန်းပေးရမယ်အဲ့ဒီလိုလှုပ်ပေးရင်ငပြောပင်ကနေပြီးအလွန်တရာလှပပြီးအသားရောင်ကလည်းရွှေရောင်လိုဝင်းဝါနေတဲ့မိန်းကလေးတစ်ယောက်ဖြစ်သွားပြီးအချီတန်းကိုကင်ပြီးအဲ့ဒီလူရဲ့အိယာကိုလာပြီးအိတ်တော်တယ်ဗျအဲ့ဒီနေ့ကလူနဲ့ငပြောပင်အိမ်တော်ကြတဲ့နေ့ပေါ့ဗျာဟာကောင်များမိဟာကယုတ်တိရှိပါမလားကွာရှိတာပေါ့ဗျာ လူပြိုကြီးတွေတည်ရင်ငါပြောတော့နဲ့ချရမယ်ဆိုတဲ့စကားကြားဘူးတယ်မဟုတ်လားမိမမရလို့ငါပြောတော့ကိုပဲမိမပြင်နေယူပြီးတင်းချိုင်းကိုသွားပေးတော့လို့ပြောတာပဲမဟုတ်လားအဲ့ဒီစကားအထိပဲရှိသေးပြဥပမာလူပြိုကြီးတွေကိုမင်းတော့တည်ရင်ပိနေတော့နဲ့ချရမယ်မလကားတော့နဲ့ချရမယ်လို့မပြောဘဲနဲ့ငါပြောတော့နဲ့ချရမယ်လို့ပြောတာကစဉ်းစားစရာပဲအဲ့ဒီချက်ကငါပြောပင်ကနေမိန်ကလေးဖြစ်လာတယ်ဆိုတာကိုထောက်ခံတဲ့သဘောလို့ဆိုနိုင်တယ်ပြဟုညာကြီးကပြောလိုက်ရပလိတ်တို့ဒီကောင်းတဆက်ဆက်ငင်းကြလေသည် အဲ့ဒီလူငှက်ပြောပင်မက်ရွှေနီဆိုတဲ့အပြူပြန်းနဲ့အိမ်အောင်ကြတဲ့နေ့ကစပြီးအဲ့ဒီလူရဲ့အသားရောင်ကလည်းစူပြေပြီးရွှေရောင်လိုလှလာတဲ့ပိန်နဲ့လူဆိုရင်လည်းဝါဝါပြိုပြိုဖြစ်လာတဲ့တတိရုပ်ပေါက်လာတဲ့ပေါ့ဗျာစည်းဝါဥစ္စာကလည်းဒီနေ့တခြားတိုးတက်လာတယ်ဒါပေမဲ့မန်ငှက်ပြောပင်ကတိတ်ပြီးသဝင်ကြောင်နေအဲ့ဒီယောက်ျားကအချားမိမနဲ့ယူရင်တော့အမယင်ငယ်ထားရင်ပေါ့ဗျာယောက်ျားကိုတတ်ချင်လက်တတ်ဒါမှမဟုတ်မယင်ငယ်ကိုတတ်ချင်လက်တတ်တယ်ဗျာဟုညာကြီးကပြောလိုက်ရကက်စီရင်နဲ့အိတ်စီပလိမ့်ရလုံးသည်အံ့ဩခြင်းမကန်အံ့ဩနေကြလေသည် ဒါနဲ့မင်းဇလန်နဲ့ကဇက်လိုက်ကငှက်ပြောပင်ဆိုင်ပြီးငှက်ပြောပင်နဲ့အိမ်အောင်ကြပြီးရဲ့နောက်ဘလို့ဆက်ဖြစ်သေးတယ်လဲကွာလောက်ပါအောင်ဟုကဲစီကမင်းမြန်လေးများကြီးလဲရှေ့ဆက်ရန်အကြံထုတ်ပြီးနောက်ဇလန်ကိုခန့်မြန်မြန်တိမ့်မှကောင်းနေမည်ဟုသဘောပေါက်သဖြင့်အောက်ပါအတိုင်းပြောလေသည်ဇက်လိုက်ကချမ်းသာလာတော့ညီမနှစ်ယောက်ရှိတဲ့အိမ်ကိုသွားလဲပြီးညီမကိုယူလိုက်တယ်အဲ့ဒီခါမှမန်ငှက်ပြောကညီမကိုတက်ပစ်လိုက်တယ်အနီးပါအောင်ငှက်ပြောကဖြစ်တဲ့မင်းကလေးကဘယ်သူလုံးမှလဲကွာဟုပလိတယောက်ကမေးလေသည် ခင်ခင်ကြီးကိုငှပြောကထွက်လာတဲ့တဒန်ကင်မရာထိတ်နဲ့ရိုက်မှာပေါ့ဗျာအပြုံစင်ဆက်ကားမှာမင်းသားပါတင်ဆန်နီယာတီးနေတဲ့ဆန်နီယာပေါ်မှာခင်ခင်ကြီးကနေတာကိုကင်မရာထိတ်နဲ့ရိုက်ပြသွားတာမှတ်မိမှာပေါ့အခုလည်းအဲ့ဒီလိုရိုက်မှာဗျအေးလုံဆက်မအောင်ဇက်လိုက်ကညီမတေတော့အမနဲ့ယူပြန်ရော့ပေါ့ဗျို့အမလောက်ရမှာကလည်းခင်ခင်ကြီးပဲဟုမြကြီးကပြောလိုက်ရပလိတ်တယောက်ကငှပြောပင်မဲ့လောက်တာလဲခင်ခင်ကြီးအမကြီးလုံမှာလဲခင်ခင်ကြီးပဲလားအတာပေါ့ဗျနှစ်ကိုခွဲရိုက်မယ်လေဗျာ အဲ့ဒီမှာအမကြီးယူကန်နီမှာဆက်လိုက်ကငပြောပင်ကိုရင်ွေးဘူးလောက်ပြီးတက်လိုက်တယ်ဗျအဲ့ဒီလိုတက်ပြီးမှအမကြီးကိုဆက်လိုက်ကလက်ထပ်လိုက်တာအဲအဲပြောဖို့မေ့နေတယ်အဲ့ဒီညီမနှစ်ယောက်ကလည်းတခြားသူမဟုတ်ဘူးတခါကဆက်လိုက်ကိုလူတန်းမှုနဲ့မတင်ငါလို့ဖမ်းပြီးနှိပ်ဆက်ခဲ့တဲ့ရာဇဝိအူးနဲ့ကျော်ရဲ့တမိတွေဗျာဟုညာကြီးကပြောလာရကက်စီရဲ့နဲ့ပလေးတို့သည်ဟာတိတ်ကောင်းတဲ့ဇလန်းမဲကွာရိုက်မဲ့ဇက်လိုက်နဲ့ဒါရိုက်တာတည်သွားတာနာတယ်ကွာဟုပြောကြကုန်လေသည်အဲ့ဒီခါမှာ ဇလိုက်ကမင်္ဂလာနဲ့ဆောင်ပြီးရောသူ့ရောက်ခမရာဆွဲအုပ်ကိုပြန်ပြီးနှိပ်ဆက်ဖို့အကြံထုတ်တော်တာကိုဟူညာကြီးကစကားဆလိုက်ရာမိသည့်ချိန်ကရောက်ရင်နားထောင်နေသည်မသိရသောရာဆွဲအုပ်ဦးနေကျော်ကတော်တော့ငမညာကြီးပေါက်ကြလေးစဲရီရှောက်ပြောမနေနဲ့ဟုအော်လိုက်တဲ့ဖြင့်ငမညာကြီးပါဝင်ကဲစည်ရေးအိတ်စီနဲ့ပလိတ်နှစ်ယောက်ပါလမ်းဖြတ်ပြီးသွားကြလေတော့သည်ဒီကောင်စာပြီးပြောကလေးကဟိုဘက်ခန်းကနေငါနားထောင်နေတယ်မင်းတို့ကလည်းပလိတ်လှုပ်ပြီးတော်တော်ညံ့နေကောင်လေဒီကောင်လှိမ့်နာကိုဟုတ်မှန်နေတယ် ဖဲသုံးချက်သမနာမည်တွေဒီကောင်ပြောတာစဉ်းစားကြည့်ပါလားလဖေဘပူမောင်ရှိန်နဲ့အဲ့ဒါတွေဘယ်သူမှတ်လို့လဲငါတို့တိုင်းပြည်ကခေါင်းဆောင်ကြီးသုံးဖြစ်တဲ့ဖေပူချိန်လေးကွာဟုဥနေကျော်ကသူ့လိုရာဆွဲ၍ဒေါနင်မောနင်ပြောလိုက်မှပင်ကက်စီတို့လည်းဟုတ်သားပဲဟုပြောကြလေထိုခါ၌ဥနေကျော်ကဆက်၍ပြောပြန်သည်မှာမိုးစိုးမာကြီးကိုတွားပြီးအနောက်ရှက်ပေးပြီးဇာလိုက်ကထွက်လာမိုးစိုးမာကြီးရဲ့တာအသက်ခံရပြီးဇာလိုက်ကိုအမှု လောက်တယ်ဆိုတာတခြားသူမဟုတ်ဘူးသူကိုယ်တိုင်ဖြစ်နေတာတန်ကျိုးယုံသွားပြီးခမောင်တင့်ကိုတန်ကျိုးရိုက်တယ်ဆိုတာသိလို့ဘယ်ရိုက်တာလဲသိချင်းလို့သွားပြီးစုံစမ်းခဲ့တာအဲခမောင်တင့်ကတည်သွားတဲ့လှမောင်ရဲ့အမေစီကိုလှမောင်သေးတဲ့အကြောင်းတန်ကျိုးရိုက်တယ်ဒီကောင်ကလှမောင်ကိုတကြိုးဖို့ရောက်လာတာဒီကောင်အိတ်ထဲရှာကြည့်စမ်းဟုဆိုတဲ့ဖြင့်ကက်စီကမြကြီးအိတ်တွင်းသို့နှိုက်ကြည့်ရာခမောင်တင့်ရလိုက်သည့်အောက်ပါတန်ကျိုးစာကိုတွေ့ရလေတော့သည်လှမောင်သေးပြီးအမြန်လာပါသို့မဟုတ်မြင်းမြုပ်လိုသည့်ဂူသွင်းလိုသည့်အကြောင်းပြန် ခမောင်တင့်ထိုတန်ကျိုးစာကိုဖတ်ကြည့်ပြီးနောက်ရာဇဝေးအုပ်ဦးနဲ့ကျော်ကမေးမြန်းရမြကြီးကဟုတ်မှန်သည့်အတိုင်းဝင်ခံလေသည်ထိုခါနရာဇဝေးအုပ်ဦးနဲ့ကျော်ကဒီမှုတွေမှာဒီကောင်မပါဘူးဒီကောင်သိလည်းမသိဘူးဒီကောင်ကဦးချောင်းချောင်းနဲ့ဖန်ခင်ရတာပါကွာဟုပြောလင်းကက်စီကဒါပေမဲ့ဘိုင်းစကုပ်ဇလန်ပြောတာယုတ်တိတော်တော်ရှိရဲ့ဆရာဟုပြောလေသည်အဒီလိုမပြောရင်လည်းမင်းတို့ကညိုတဲ့ကြီးကိုတန်ပိုင်လုံးနဲ့လှိမ့်မှာဆိုတော့ဒီကောင်လဲကြံဖန်ပြီးရှောက်ပြောတာပေါ့ကွာလူနဲ့ငါပြောပြီးမင်္ဂလာဆောင်တယ်လို့ကွာဖြစ်နိုင်မှာမလား မင်းတို့စဉ်းစားကြည့်ပါဦးဟုဦးနဲ့ကျော်ကပြောလေသည်ထို့နောက်ရာဇွေးအုပ်ဦးနဲ့ကျော်ကမြကြီးအားအမှုနဲ့ပတ်သက်ခြင်းမရှိဟုဆိုကာထမင်းကျွေး၍အချုပ်မှလွှတ်လိုက်လေတော်သည်မြကြီးလည်းအချုပ်မှထွက်ကန်ဤတွင်ကာစီရဲ့ဤသို့ကကဒီမာစရာတခြားဟာတွေကတော့ကျုပ်လှုပ်ကြံပြီးပြောတာပါငါပြောပင်ကတော့ဖြစ်နိုင်တယ်နော်ခမမိမမရှိရင်ငါပြောပင်ဆိုင်ကြည့်ပါလားကျုပ်ပြောတာမဟုတ်ခင်လေအရှုံးမရှိဘူးလေဗျငါပြောသီးစားရတာပေါ့ဟုပြောလေရအကက်စီကအေးဟုတ်တယ်ကွာ စန့်ကြည့်ခြင်းနဲ့ဒါမဲ့ငါကကတ်ထဲမှနေတာဆိုတော့တကယ်ဖြစ်ရင်တော့အဲ့ဒီမိမကငါစီရောက်လာမှာမဟုတ်ဘူး။တခြားပလိတ်တွေကကြားဖြတ်ပြီးကြာကိုတော့မှစူရသေးတယ်ကွာ။အပလိတ်ဆိုတာစိတ်ချတာမဟုတ်ဘူးကွာ။ငါကဆကောက်နာမဟုတ်ဘူးဟုပြောလိုက်လေတော့ဒီ။ညာကြီးလည်းအချုပ်မှလွတ်လိုက်တော့လဲရောင်းချချာနဲ့မိသည့်အရက်တို့သွားရမည်မသိဖြစ်နေတော့လေဒီ။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတူတာပါ။